အဲမကြီး cosmetic ကကြာတော့မကြီးက MGS cosmetic ပေါ့နော်အဲ့ဒါအရမကြီးဒုတိယထုတ်တဲ့ product ပေါ့ပထမကထုတ်တာကကြာတော့ KSW cosmetic ကတော့မကြီးပထမထုတ်တယ်အဲ့ဒါတော့ဟို set makeup set powder ကိုအရင် ထုတ်တယ်ပြီးတော့မှအဲ့ဒီကနေတဆင့်မကြီးဟိုဟာကိုရီးယားနဲ့ထုတ်ပြီးတော့ KSW ကိုရီးယားဆိုတဲ့ product ကိုမကြီးထုတ်တယ်အဲ့ဒါတော့ covid ချိန်နဲ့သွားတိုက်ဆိုင်တော့မှအဲ့ product မှာမှအဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်သွားတယ်။အဲ့တော့ submit ကဆက်ပေါက်တာမှအဲ့ဆက်ရောင်းနေပေါ့ဆက်ရောင်းရာနေပြီးတော့အခုဘာဖြစ်လာလဲဆိုတော့အဲ့ဒီပစ္စည်းအမကြီးထည့်တဲ့ဒီ make up ထည့်တဲ့ container တို့ပေါက်တာထည့်တဲ့ container ဘူးတွေကထိုင်းနိုင်ငံရဲ့ဟိုဟာပေါ့ဆိုင်နေမှာအလွယ်တကူပဲလွတ်ရတယ်ဘူးကွန်ရောင်းတဲ့ဆိုင်နေမှာအလွယ်တကူပဲလွတ်ရတော့ဟိုအတုတွေနောက်ပိုင်းမှာထွက်လာ ထွက်လာပြီးတော့အပြင်မှာမှာ အဲ့အတုတွေကလည်းဈေးနှုန်းအဖြစ်မိုင်းရောင်းတဲ့ဈေးထက်ထက်ဝက်လောက်တက်တာတဲ့ဈေးနဲ့ရှောက်ရောင်းနေတယ်ဆိုတော့အဲ့အပေါ်မှာမိုင်း control မလုပ်နိုင်တော့ဆမိတ်ကက်ဆက်ပေါတာဟိုဆက်မထုတ်တော့ဆိုတရားဝင်ကြော်ညာပေးထားပြီးသားပေါ့ဒါပေမဲ့ဆက်လုပ်နေတယ်ဆိုရင်အဲ့အတုပေါ့မိုင်းရတာအဲ့အတုလို့သတ်မှတ်တယ်ဟုတ်ကဲ့ယုံကြည်ရတဲ့ agent တွေသူတို့နဲ့မိုင်းတပည့်တွေနဲ့ပေါင်းပြီးတော့အခုကအတုတွေထုတ်နေတာပေါ့ပါသွားတဲ့မိုင်းတပည့်ကမိုင်းစီမှာ15နှစ်တက်တန်းလောက်တောင်ရှိနေပြီဟိုပညာဘာညာလဲမိုင်းရ အော်သူ့ကိုပဲခိုင်းတာပေါ့လိုတဲ့ပစ္စည်းဆိုလည်းဝယ်ခိုင်းပေါ့ပညာသူကတက်သွားတာပေါ့ဒီ source တွေကိုအကုန်လုံးသူကသိရတဲ့အခါကျတော့သူကလှုပ်ဖို့ technique ရသွားပေါ့ပြီးတော့အဲ့ဒီဘူးကွန် container ဘာညာဝယ်တဲ့နေရာတွေလည်း source ကရသွားတယ်နောက်ဘယ်လောက်ထိများလဲဆိုရင်ဟိုစည်ရင်းဖြောက်တာတို့ဘာဘူးရေတွက်ဘယ်လောက်ထွက်လဲစည်ရင်အာရေတွက်ကမပြောဟိုလိုလိုဒီလိုလိုရောချပြီးတော့စင်းဖြောက်တာဗာညာအစာလှုပ်လာတာပေါ့ဆိုတော့အဲ့ဒါအဲ့ဒါ ਨੇ ။အဲဒီအရာလေးကိုရက်ချင်လာတဲ့ဒီ product အစ်စ်ကိုထုတ်လိုက်တာပေါ့။